အခုမှ MacBook စတော့မဲ့သူတွေနဲ့ Windows Laptop နဲ့ပြီးမှ MacBook ပြောင်းတော့မဲ့သူတွေအတွက် MacBook အခြေခံအသုံးပြုနည်းလေးကိုဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်လေးရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့တကယ်အသေးစိတ် deep down ကျတော့ဒီတပုတ်ထင်းနဲ့တော့မရဘူး။ MacBook အသုံးပြုနည်း lesson သင်ခန်းစာတွေကျွန်တော်စက်တိုက်ထပ်ပြီးတော့တင်ပြသွားဖို့ရှိပါတယ်။အဲတားလေးကိုလည်းကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျ။ Okay ဆိုတော့အရင်တော့ MacBook ကိုကျွန်တော်ကဒီလိုဖွင့်လိုက်မှာဗျ။အစင်ပြေးတဲ့ဟာတစ်ခုကိုနှိပ်လိုက်အောင်မယ်ဗျ။နှိပ်လိုက် အဲဒါဆိုလို့ရှိရင်ဒီမှာတက်လာပြီပေးထားတဲ့ password ကျွန်တော်ထည့်လိုက်မယ် password မပေးထားဘူးဆိုလို့ရှိရင်တခါတည်းသူကဒီ desktop တန်းပြီးတော့ရောက်သွားမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဆက်ဆက်ဖွင့်လိုက်ခြင်းမှာပေါ်လာတဲ့ဂျာ desktop လို့ခေါ်တယ်ပေါ့နော်အရင်ဆုံးကျွန်တော်ဒီ power အဖွင့်အပိတ်လေးပေါ့နော်ဟုတ်ပြီ power ပြန်ပိတ်ခြင်းနဲ့သူ shutdown ချခြင်းလေးပေါ့နော်အဲဆိုရင်ဒီအပေါ်မှာကျွန်တော်က app ပဲပုံစံလေးရှိရနော်ဒါလေးကအဲ့မှာအမြဲတမ်းရှိနေမှာတသက်လုံးရှိနေမယ်နော်အဲ့ထိတ်လေးမှာစိုက်တဲ့ချိန်သွားကြည့်လို့ရတယ်ဆိုတော့ဒီအပေါ်မှာဒီ app ပဲပုံလေးတစ်ချက်နှိပ်လိုက်မယ် အာနှိပ်တာကလည်းတခုရှိတယ်ဗောနော်ကျွန်တော်တို့ဒီဒီလိုဒီဒီမှာ track pad ရှိတယ်ဒီကောင်လေးဒီကောင်လေးကိုကျွန်တော် track pad လို့ခေါ်တယ်နော်ဒါလေးကိုဒီမှာ app ပုံလေးကိုနှိပ်မယ်ဒါဆိုလို့ရှိရင်ဒီမှာပေါ်လာပြီဒီမှာ shut down ဆိုတဲ့ဟာလေးဒီမှာတွေ့လား shut down ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီဆိုတာနဲ့အဲသူက shut down ကျသွားလိမ့်မယ် restart ကတော့ဒါကတော့ရှင်းပါတယ်ပြန်ပိတ်ပြီးတော့သူတို့ automatic ပြန်ဖွင့်တာ sleep ကတော့ဒီမှာသူကတော့ screen ကိုပိတ်လိုက်တဲ့သဘောပါပဲနော်ကြိုက်တဲ့ချိန်ပြန်သုံးလို့ရတယ်ဗောနော်ကျွန်တော်ကတော့ macbook ကို shut down ချလေးမရှိဘူး တလနေလောက်မှာကျွန်တော်တစ်ခါလောက်ပဲ shut down ချရင်ချတာပါเนาะအဲမသုံးတော့ဆိုလို့ကျွန်တော်ဒီ damage sleep ပဲထားလိုက်တယ်ပြီးရင်ပြန်သုံးချင်တဲ့အခါကျရင် automatic iron နဲ့ stand ပြီးတော့သုံးလို့ရတယ်ပေါ့เนาะဒါကတော့ကျွန်တော်သုံးတဲ့ပုံစံပါဒီ MacBook ရဲ့အမျိုးအစားဘာလဲကျွန်တော်သိချင်လို့ရှိရင် Apple ပုံလေးကိုနှိပ်လိုက်မယ်နှိပ်ပြတယ်မှာ about this Mac ဆိုတဲ့ဟာလေးရှိရဲ့ဒါလေးကိုကျွန်တော်တို့ကနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီ MacBook အမျိုးအစားဆိုရင်ဒီမှာ M1 Pro memory ကတော့ 16GB အဲတပါညာပေါ့ဗျာဒီမှာပါတယ်ဒါလေးကိုပြန်ပေးလိုက်မယ်ဒါလေးကိုပြန်နှိပ်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်က system setting ဒီကောင်ကကျွန်တော်တို့ပြောရရင်တော့ window laptop မှာဆိုလို့ရှိရင်ကျွန်တော် control panel နဲ့ပုံစံမျိုးပဲပေါ့နော်ဒီမှာအကောင်လုံး system အကောင်လုံးဒီမှာထိန်းချုပ်ထားတာဒီမှာ wifi ချိတ်ချင်တာလား bluetooth ချိတ်ချင်တာလားအဲအများကြီး battery level ကိုကြည့်ချင်လားအဒီမှာအမျိုးစုံဒီမှာတောင်းလို့ရဒီမှာတစ်ခုချင်းဒီအသေးစိတ်အလွတ်လွတ်ပုံတော့ကျွန်တော်မရှင်းပြတော့ဘူးဗီဒီယိုအရင်ရှင်းသွားမှာဆိုလို့အဓိကက basic သဘောတရားလေးသိသွားရင်ရပြီဟုတ်ပြီနော်တခုရှိတာကကျွန်တော်အခုသုံးနေတဲ့ MacBook layout နဲ့မိတ်ဆွေတို့ရှိမှရှိရဲ့ MacBook layout နဲ့က တူချင်မှတူလိမ့်မယ်အဲ့လိုမတူဆိုလို့ရှင်ဒီ software update မလုပ်တာလို့ဖြစ်တယ်ပေါ့နော်အဲ့လိုအရင်ဆုံး safe stand setting ကိုသွားမယ်သွားပြီးရတယ်ဒီမှာ general ကိုနှိမ့်လိုက်ပါတော့ general မှာဒီမှာ software update ဆိုတာလေးရှိတယ်။ကျွန်တော်အခု installation လုပ်ထားတာက26.0.1အခုကျွန်တော်မှာရှိရဒီဒီ Mac OS နဲ့ Mac တို့မှာရှိရ Mac OS နဲ့မတူလို့ရှင်တော့ layout လေးကနည်းနည်းလေးကွာလိုက်မယ်။အဲ့ဒါဆိုလို့ရှင်ဒီကိုသွားပြီးရတယ်သူဒီမှာ update now ဆိုတဲ့ဟာလေးကိုနှိမ့်လိုက်အောင်မယ်။ပြီးရတယ်ဒီမှာ agree လုပ်လိုက်။အဲဒီမှာကိုယ့်ရဲ့ MacBook password ရိုက်ထည့်မယ်။ အဲဒါဆိုလို့ရှိရင်ဒီမှာစပြီးတော့ installation လုပ်နေပြီဖြစ်ပါတယ်။ဒီမှာတစ်ခုရှိတာကကိုယ့်ရဲ့ MacBook ကအရင်တော့ဟိုအဟောင်းနေနည်းနည်းကြာသွားတဲ့ဟာတွေဆိုလို့ရှိရင်တော့ဒီ latest version ကိုပေးပြီးတော့ update လုပ်ချင်မှလုပ်လို့ရမယ်ပေါ့နော်။ဆိုတော့အခု M1 လောက်က Siri နဲ့စပြီးတော့အခုလက်ရှိအထိကတော့ဒီ update တွေအကုန်လုံးလုပ်လို့ရပါသေးတယ်။ Okay ဟုတ်ပြီအဲ့တော့ဒါအောင်လေးကျွန်တော်လေးခဏလေးပြေးလိုက်မယ်။ Okay ဒါဒီ Apple ပုံလေးပဲပြန်လာမယ်။ဒါဒီမှာဆိုရင်ကျွန်တော်က App Store ရှိတယ်เนาะကျွန်တော်တို့ iPhone တွေမှာဆိုလို့ရှိရင် App Store ရှိတယ်။ဟိုကျွန်တော် Android Phone တွေမှာဆိုလို့ရှိရင်ကျွန်တော်က Play Store လို့ခေါ်တာเนาะ Play Store ရှိတယ်ဒီမှာကိုက iCloud ဝင်ထားတယ်ဆိုလို့ရှိရင်တော့ login နဲ့ application software တွေဒီမှာတွားပြီးတော့ install လုပ်လိုက်ရမှာပေါ့ဆိုတော့ဒီမှာကတော့အများကြီးပဲဗျ app တွေကတော့ကိုကကိုအစင်ပြတဲ့ app ကိုတွားပြီးတော့ macbook ထဲမှာထားနေတယ်ဆိုရင်တော့ဒီမှာတွားပြီးတော့ download ဆွဲရုံနဲ့ download ဆွဲနေတယ်ဆိုလို့ရှိရင်ဒီမှာ GD get ဆိုတဲ့ဟာလေးကိုနှိပ်ပြီးအောင် iCloud password လေးကိုရိုက်ထည့်လိုက်ရမှာပဲ app store ကတော့ iPhone 3နဲ့တူတူတက်ကတော့ဒါတော့စိတ်မမဟုတ်ပါဘူးဟုတ်ပြီနောက်တစ်ခုကိုဆက်သွားမယ်နောက်တစ်ခုကတော့ကျွန်တော်ဒီအပေါ်မှာဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်က menu bar လို့ခေါ်တယ်အောက် ကဒီကောင်လေးတွေကျွန်တော်ရှင်းပြပေးမယ်ဒီကောင်တော့ကျွန်တော်တို့က DOCK dock လို့ခေါ်တယ်နော်ဆိုတော့ window laptop တွေမှာတော့ဒီကောင်နေရတာမရှိဘူးเนาะ window laptop မှာဆိုကျွန်တော်ဒီဘက်ဘယ်ဘက်အချမ်းမှာ app တွေ software တွေအကုန်လုံးမှာဘယ်ဘက်အချမ်းမှာရှိနေရပေါ့เนาะဥမာဥမာကျွန်တော်ပြပေးမယ် ဒီမှာဒါဆိုလို့ရှိရင် Windows laptop Windows laptop ဆိုသူ့ရဲ့ဒီ application တွေ software တွေအကုန်လုံးဒီနာဒီမှာရှိနေပါတော့ဒီကောင်ကတော့အဲ့လိုမဟုတ်ဘူး MacBook ကကျတော့ဒီအောက်မှာဒီ dock လေးမှာရှိနေဒီ dock လေးရလဲကျွန်တော်ပုံစံအမျိုးမျိုးပြောင်းလို့ရတယ်ဒီအောက်မှာထားလဲရတယ်ဘေးမှာထားလဲရတယ်ဟုတ်ပြီအဲ့ဒါဘယ်လိုလုပ်တယ်ဆိုတာလေးကျွန်တော်ရှင်းပြပေးမယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်လို့ပဲတခခုအပြောင်းလဲလုပ်ချင်လို့ရှိရင်ကျွန်တော် setting ကိုသွားရတယ်အဲ့လိုသွားချင်လို့ရှိရင်ဒီမှာဒီအောက်မှာဒီမှာဒီလို system setting ဆိုတဲ့ဟာလေးကိုရှိရဒါလေးကိုနှိပ်လိုက်လဲရတယ်အကြည့်ဒီမှာအဲ့ system setting ကမရှိနေဘူးဆိုလို့ရှိရင်ဒီအပေါ်မှာ အပယ်ပုံလေးရှိရနော်အပယ်ပုံလေးကိုနှိပ်လိုက်မယ်နှိပ်ပြန်တဲ့တော့ဒီမှာ system setting ဆိုတော့နှိပ်မယ်နှိပ်ပြန်တဲ့ဒီမှာကျွန်တော်က desktop and dock ဆိုတဲ့ဟာလေးလိုက်ရှာမယ်ဒီမှာတွေ့လားမတွေ့ပြီဒီကောင်လေးကိုကျွန်တော်အမျိုးမျိုးပြောင်းလို့ရတယ်ဒီအောက်ကဟာလေးကျွန်တော်ကြီးမာလားအဲသေးမာလားဒါတော့အမျိုးမျိုးထားမယ်သူ့ကိုကျွန်တော်ကဒီအောက်ခြေမှာထားမလားဒါမှမဟုတ်ဒီဘယ်ဘက်ချမ်းမှာထားမလားဒါမှမဟုတ်ရှင်အာအညာဘက်ချမ်းမှာထားမလားကျွန်တော်ကတော့ဒီအောက်ခြေမှာပဲထားတာများတယ်ပေါ့နော်အမြဲတမ်းကျွန်တော်တို့သုံးတဲ့ဟာဆိုလို့ရှင်တော့ ကျွန်တော်ဒီဘက်အချက်မှာထားတယ်။ဥပမာကျွန်တော် Chrome ကိုတော့ကျွန်တော်အမြဲသုံးနေရှိတယ်။ဒါကြောင့် Chrome ကိုတစ်ချက်ဖွင့်လိုက်မယ်။ MacBook မှာကဒီ application တစ်ခုခုအဲဖွင့်ထားတဲ့ဟာတစ်ခုခုကိုပိတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘဲဘဲအချမ်းအောင်သွားရဲနော်ဘဲဘဲအချမ်းမှာဒီမှာဒီချက်ချေကလေးရှိတယ်ဒါလေးကိုကျွန်တော်နှစ်ရ window မှာကျတော့အဲ့လိုမဟုတ် window မှာကျတော့ညာဘက်အချမ်းမှာဖြစ်တယ်ကျွန်တော်ထပ်ပြီးရရှင်းပြပေးမယ် window မှာကျွန်တော်ကပိတ်ချင်လို့ရှိရင်ဒီမှာဒီအပေါ်လာညာဘက်ချမ်းရဲ့ဒီအပေါ်ကိုလာဒါပေမဲ့ကျွန်တော်တို့က MacBook မှာကျတော့ဘဲဘဲချမ်းရဲ့ကျွန်တော်ကဒီအပေါ်ကို အာလာရယ်နော်အစစသုံးခြင်းတော့နည်းနည်းတော့ကြောင်နေဗျာဘာလို့ဆိုကျွန်တော်ကျွန်တော် window ပဲဟိုသုံးလာခဲ့တာဗျာနှစ်ပေါင်း20လောက်ဆိုတော့ဒီညာဘက်ခြံမှာတောတော်ပြီးတော့ရှာတက်တယ်ဗောနော်ဒါပေမဲ့ macbook သုံးလို့ရှင်တော့ဘယ်ဘက်ကိုရောက်သွားတယ်အဲ့ဒါဒီချက်တော့နည်းနည်းလေးအကျဉ်းသားရောက်သွားအောင်တော့လုပ်ရမယ်နော်အဲ့ဒါရှိပါတယ်တခြား app တွေဖွင့်နေဥပမာဆိုပါဆိုဗျာကျွန်တော်ဒီမှာ notion ဖွင့်နေတယ်ဆိုပါ notion ကိုနှိပ်လိုက်တယ်အဲဒီမှာပွင့်လာပြီနော်အဲပိတ်ချင်တယ်ဆိုရင်ဒီလိုလေးပြန်ပြီးတော့ကျွန်တော်တို့ကပိတ်လိုက်တယ် ဟုတ်ပြီနော်ဒီသဘောတရားလေးပဲဒီကောင်လေးကျွန်တော်မအမျိုးမျိုး customize လုပ်လို့ရတယ်ပြကိုအမြဲတုံးလီတုံးတာရှိတဲ့ဟာဆိုလို့ကျွန်တော်ကျွန်တော်ဒီမှာထားတယ်ဟိုကပ်ကတ်တုံးနေဆိုပါလို့နော်ကပ်ကတ်ကိုကျွန်တော်နှမို့တော့ like ရှာနေရလိမ့်မဟာကျွန်တော်ကပ်ကတ်ဖွင့်နေတယ် app တစ်ခုခုဖွင့်နေတယ်အဲ့ဆိုဘာမှဒီမှာအောက်မှာလည်းမရှိဘူးအဲဒါဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲအဲ့ကြောင့်ကျွန်တော်ကဒီမှာ app apps ဆိုတဲ့ဟာလေးဒီမှာရှိရတာလေးကိုနှိပ်လိုက်မှာဆိုရင် CAP မှာ cap cap ပေါ်လာပြီเนาะအဲ့လိုမရှာခြင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့က shortcut key ကိုအမြဲတမ်းမှတ်ထားအရေးကြီးတယ်ပေါ့เนาะဘာတော့ window မှာဆိုလို့ရှိရင်ကျွန်တော်က shortcut key တစ်ခုဆိုကျွန်တော် control ကိုနှိပ်တယ် မတ်ပုတ်မှာဆိုလို့ရှိရင် shortcut key နှိပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်း command key ကိုနှိပ်ရတယ် command key ဆိုတာကဒီကောင်လေးကိုပြောတာမတ်ပုတ်သုံးပြီဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်ကိုအသေးမှတ်ထားရမယ်တခုခု shortcut key လို့ရှိရင်ကျွန်တော် command ဒီကောင်လေးကိုနှိပ်ရမှာနော် command နဲ့ဒီဒီဘက်ပေး space bar လေးနဲ့နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီမှာ search box လေးပေါ်လာပြီပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က cap cap အဲကိုလိုချင်တဲ့ app တခုခုကိုရှာချင်တယ်ဆိုရင် command နဲ့ space နဲ့ကိုနှိပ်လိုက်အဲဒါဆိုရင် search box ထဲမှာရိုက်ထားလိုက်ရိုက်ရှာလိုက်ဒါဆိုလို့ရှိရင်ဒီမှာ cap cap ပေါ်လာပြီဒီမှာ cap cap ကိုဖွင့်လိုက်တယ် Rando မှာက right click ရှိတယ်။ Mapbook မှာ right click မရှိဘူး။အဲ့ဒါတစ်ချက်သတိထားပြီနော်။အဲ့ဒါ right click ကိုဘယ်လိုနှိပ်လဲဆိုတော့လက်လေးနှစ်ချောင်းဒီ trap pad ပေါ်လေးလေးတင်လိုက်။ဩဒီမှာတိတာပေါ်လာပြီ။ option ကိုနှိပ်မယ်။ဒီမှာ keep in dock ဆိုတဲ့ဟာလေးနှိပ်လိုက်။အဲ့ဒါဆိုလို့ရှိရင်သူကဒီဘက်အချမ်းဒီမြင်းဆောင်လေးရဲ့ဒီဘက်အတွင်းထဲအောင်ရောက်သွားပြီ။ဒီကောင်ကပါပါပိတ်ပဲပိတ်ပြီးတော့ပြန်မဲ့ဖွင့်ဖွင့်အမြဲတမ်းအဲ့မှာရှိနေမယ်နော်။အဲ့ဒါလေးစက်သတိထားပြီ။ကျွန်တော် right click နှိပ်ပြီးတော့ပြမယ်။ဆိုတော့ဒီဒီ file ကိုဆက်လက်မှတ်မယ်။မှတ်ပြရနဲ့ ဆက်လက်မှတ်မယ်ဆိုတော့ဒီချက်နေလိုက်မယ်မှတ်ပြရင်ကျွန်တော်ဒီမှာလက်လေးနှစ်ချောင်းရှိရဒီလိုလေးတင်လိုက်အဲဒါကသူရှိရ right click information အသေးစိတ်ကဒီမှာအကုန်လုံးပြနေမှာပဲဖြစ်တယ်နော်ဒါကတော့အခြေခံသိရမယ်အချက်ဒီဘက်ဘေးကအပေါ်ကဟာလေးရလဲကျွန်တော်ဒီမှာ wifi လေးတွေရှိမယ်အဲကျွန်တော်ဘက်ထရီအတုံးလေးတွေရှိမယ်ဒီကောင်တွေကလည်းအမျိုးမျိုး customize လုပ်လို့ရတယ်ဒီကောင်တွေအကုန်လုံး customize လုပ်ချင်တယ်ဆိုရင်ကျွန်တော်ပြောခဲ့သလိုပဲဒီဘက်ဘေးကဒီအပေါ်မှာဒီမှာ ဒီမှာ system setting ဆိုတဲ့ဟာလေးရှိရတာလေးကိုလာပြီးရတဲ့ကျွန်တော်တို့ကဒီမှာ menu bar ဆိုတာရှိရเนาะဒီဘောဟာအကုန်လုံးကိုကျွန်တော်ပြောခဲ့တဲ့ menu bar ဒီအောက်ကဟာအကုန်လုံးကို dock dock အဲဒီကောင် menu bar လို့ခေါ်တဲ့ဒါလေးကိုနှိပ်မယ်နှိပ်ပြီးရတဲ့ကျွန်တော်ဒီမှာအမျိုးမျိုးဒီမှာ adjust လို့ရတယ်ဗျာ show menu bar ဒီကောင်လေးကိုပြချင်တာလားမပြချင်ဘူးလားအဲဒီမှာအမျိုးမျိုးရှိရဒီဘက် down လေးမှာဘာလေးတွေပေါ်စီချင်တော့ဥပမာဆိုရင် စီရီယိုပေါ်စီချင်လာတာဒါတို့ဒီမှာပေါ်မှာစီရီယာပေါ်လာပြီစီရီယိုမပေါ်စီချင်ဘူးအဲဒါလေးပိတ်မယ် wifi ကိုလည်းမပေါ်စီချင်ဘူးဒါလေးကိုပိတ်လိုက်မယ်ဒီမှာပျောက်သွားပြီတဲ့လားဆိုတော့ဒီမှာကိုကြိုက်တဲ့အဟာကို adjustment သွားပြီးရောလုပ်လို့ရတယ် ဥပမာဆိုတော့ကျွန်တော်တို့ file တွေပါရှာကျင်နေပေါ့နော်အာကျွန်တော်တို့ window laptop မှာဆိုရင် data d ရှိမယ် data e လည်းရှိနိုင်တယ်ပေါ့နော် data c ရှိမယ်အဲဒါမျိုးပေါ့နော်အာ map ပေါ်မှာကျွန်တော်အဲ့လိုမဟုတ်တော့ဘူးဗျမဆိုရင်ကျွန်တော်ပြမယ်နော် window ပြမယ် window မှာတော့ဒီမှာ data d တွေ့လာဒီမှာ data d ထဲမှာကျွန်တော် login နဲ့ file တွေတင်ထားတာပါညာဗျာအဲဒါကျွန်တော်ဒီမှာ file တွေရှိတယ်အသိမ်းထားဒါပေမဲ့ဒီမှာကျတော့အဲ့လိုမရှိတော့ဒီမှာဒီဘက်ဘေးရကောင်လေး finder လို့ဆိုရခေါ်တယ်အဲ့ကောင်လေးနော်ဆိုတော့ကျွန်တော် finder လေးကိုနှိပ်လိုက်မယ် နှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာပေါ်လာပြီကျွန်တော်တို့ရဲ့ file တွေ video တွေပေါ့နော်ဒီမှာကတော့ကျွန်တော်တို့ win macbook မှာကြောက်ကြောက် documents နဲ့ download ရှိမှာပေါ့နော်ဟိုလို data d တွေ c တွေတော့မရှိတော့ဘူးပေါ့နော်ဘာ download ဆိုတာတော့ကျွန်တော်တို့ဒီ internet ကနေပြီးတော့ chrome ကနေပြီးတော့မဟုတ်တခြားတစ်ခုကနေပြီးတော့ download ဆွဲထားတဲ့ file တွေအကုန်လုံးကဒီမှာရှိနေမယ် document ဆိုတာဆိုတော့ကျွန်တော်ပြောခဲ့တယ်လို့ပေါ့နော်ဒီဟို data d ကိုဘာလို့ပုံစံမျိုးပေါ့နော်အဲ့မှာကိုလိုချင်တဲ့ file တွေပဲဒီမှာလာတင်ထားလို့ရအဲဒီမှာ windows ဆိုလို့ရှိရင်တော့ control c မပို့ဆိုရင်တော့ comment c ဒီမှာကျွန်တော်တို့ကဒီကောင်လေးကို copy ကူးမယ်ဆိုရင်ဒါလေးကို select မှမယ် comment နဲ့ c နဲ့ကိုနှိပ်မယ်ဒီနောက်လာမယ် comment နဲ့ v နဲ့ကိုနှိပ်မယ်အဲဒီမှာဒီကိုဒီမှာရောက်လာပြီဟုတ်ပြီနော် အာတကယ်သုံးမယ်ဆိုလို့ရှိရင်တော့ဒီထက်မကကျေပြန့်တယ်မဟုတ်အခုလောလောဆယ်ကျွန်တော်အခြေခံသဘောတရားအရာဒီ MacBook ကိုဘယ်လိုပိတ်မယ်ဖွင့်မယ်အဲပြီးရခါမှာ MacBook မှာတော့ right click မရှိဘူး right click နှိပ်ချနေဆိုတော့ဒီလက်လေးနှစ်ချောင်းနဲ့ဒီလိုလေးတင်ရတယ်အဲ trackpad ပေါ်မှာပေါ့နော်ဒါလေးရှိမယ်ဒီ trackpad ကလည်းကျွန်တော်အမျိုးမျိုးပုံစံအမျိုးမျိုးကစားလို့ရတယ်နော်ဆိုတော့သို့သောကျွန်တော်ပြောခဲ့လေပါတခုခု customize လုပ်ချင်တယ်ဆိုရင်ဒီပေါ်လာခဲ့ဒီမှာ system setting ဆိုတာရှိတယ်ဒီမှာလည်းရှိတယ်ဒီအောက်မှာလည်းရှိတယ်အတူတူပဲเนาะဒီဒီဆက်သွားပုံလေးနော် ီမှာကျွန်တော်တို့က track pad ကိုလိုက်ရှာမယ်ဟိုအောက်ကိုဆင်းသွားဆင်းသွားအဲဒီမှာ track pad ထဲလား track pad ကိုမှကျွန်တော် track pad ကနည်းနည်းလေးကြောင်နေဗျာကျွန်တော် window ကလာလို့ရှိရင်တချို့ function တွေကမတူတတ်ဘူးပေါ့နော်အဲ့ကြောင့်ကျွန်တော် track pad အသုံးပြုနေသိချင်ဒီကိုသွားလိုက်ဒီမှာဆိုရင် point and click ဆိုရင်ဒီမှာသူကသူ့အတူဒီမှာပြထားတက်လားနော်ဒါဆိုရင်ဘယ်လိုလုပ်ရလဲပြီးတော့ scroll scroll နဲ့ zone နဲ့ဘယ်လိုလုပ်ရလဲဒီမှာဒီမှာဒီမှာတက်လာဒီမှာဒီပုံလေးကိုကြည့်လိုက် အဲတခြားတော့ဒီမှာ gesture လေးလည်းဒီမှာအများကြီးရှိတယ်နော်ဆိုတော့ဒီမှာကိုယ့်ဘက်ကိုအလိုတလိုဒီ trap ဘက်ကိုမြဲကျင်တာနှေးကျင်တာနှေးကျင်နေဆိုရင်ဒီမှာ slow မှာထားကျွန်တော်ကလုံးဝအမြန်ပဲခြိုက်တယ်ရှူး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 အဲ့လို laptop လိုပါလို့အဲ့လိုအရန်မြန်နေမှာကျွန်တော်ခြိုက်တာပါနော်ဆိုတော့ကျွန်တော်တော့ gate ဆုံးမှာပဲထားတယ်နော်အခုအရေးကြီးတာကအမြဲတမ်းပေါ့နော်ကျွန်တော်တို့ဒီ trap ဘက်လေးမှာဖြစ်နိုင်လို့ချင်းဒီကောင်လေးကိုသွားပြီးရော step to click ဆိုတဲ့ဟာလေးကိုအမြဲတမ်းလေးဒါလေးကိုဖွင့်ထားပါဒီကောင်လေးကိုကျွန်တော်ပိတ်လိုက်မယ်ဆိုလို့ရှိရင်တခုခု file တခုခုဖွင့်နေလို့ရှိရင်ကျွန်တော်ကဒီမှာ Twitter file ဘလို့ဖွင့်မဖွင့်လို့မရအောင်တဲ့လားဒီလိုလေး tap လုပ်လို့မရအဲ့လိုဖွင့်နေတယ်ဆိုကျွန်တော်ဒါကြီးဒီလိုကြီးဖိချမှာ၆ခုနဲ့အဲ့လို feature မှာဒီကောင်ကပွင့်သွားတာပေါ့နော်အဲ့တော့အဲ့လိုမပွင့်ခြင်းဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကအမြဲတမ်းထိယုံလေးနဲ့ပွင့်နေတယ်ဆိုရင်ကျွန်တော်ဒီမှာဒီကောင်လေးကိုအမြဲတမ်း ဖွင့်ပေးရပါတော့တကယ်လေးလာမယ်တကယ်ကြောညွန့်ကျင်တုံးတက်ချင်တယ်ဆိုလို့ရှိရင်တော့တည်ရမယ်အပိုင်းနဲ့အများကြီးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော် over all လေးကိုပဲအကြမ်းမြင့်လေးကျွန်တော်ခြုံပြီးတော့ရှင်းပြလိုက်တာပဲဖြစ်တယ်ဒါကတော့မပြည့်စုံသေးဘူးပေါ့နော်ဒါပေမဲ့သဘောတရားတစ်ခုတော့နားလည်သွားလိမ့်မယ်ဆိုတော့ကျွန်တော်နောက်နေ့ဗီဒီယိုတွေမှာအပိုင်းတစ်ခုချင်းစီရဲ့အလုတ်လုတ်ပုံအသေးစိတ်ကိုကျွန်တော်အစင့်စင့်ထပ်ပြီးတော့တင်ပြသွားမှာပဲဖြစ်ပါတယ်โอเคဆိုတော့အားလုံးနောက်ထပ် မက်ဘုတ်အသုံးပြုနေဗီဒီယိုတွေမှာဆက်ပြီးတော့တွေးကြမယ်ဒီအသုံးပြုနေဗီဒီယိုတွေဆက်ပြီးတော့လုတ်စေချင်တယ်ဆိုလို့ကျွန်တော် comment လေးမှာချက်လောက်လေးအကြံပြုလေးရေးသားပေးပါဦးခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်